ချင်းမွားတဲ့မော်မာလီနဲ့အတူမင်္ဂလာပွဲလေးပွဲကျင်းပသွားမယ့်ဇေယျအသက်54နှစ်အရွယ်လို့မတင်ရလောက်အောင်အရွယ်တင်တဲ့ဇေယျကမကြခင်မှာတော့လက်ထပ်တော့မှာပါအသက်25နှစ်ကွာချတဲ့မင်းကလေးနဲ့လက်ထပ်တော့မယ့်ဇေယျကအသက်အရွယ်ကွာချပြီမဲ့လည်းအချစ်တွေကတော့ချက်တူညီနေပါတယ်အရွယ်နဲ့မလိုက်အောင်နုပြိုတွေဇေယျကချင်းမွားလေးနဲ့အသက်ကွာချမှန်းမသိတာခဲ့ပါဘူးဇေယျရဲ့တတို့သမီးလောင်ကမုံလူမျိုးဖြစ်တာကြောင့်သူတို့ရဲ့မင်္ဂလာပွဲအတွက်ပရိဝတ်တင်ဓာတ်ပုံတွေကိုမုံရုံးရအတိုင်းမြိုက်ကိုခဲ့ပြီးမင်္ဂလာပွဲကိုလည်းလေးပွဲ င်ပသွားမှာဖြစ်ပါတယ်။ဇီယာရဲ့တရုတ်သမီးလောင်းလေးကအသက်16နှစ်အရွယ်သာရှိသေးပြီမယ်။ဇီယာပေါ်မှာတော့နားလည်မှုပေးနိုင်သူဖြစ်ပါတယ်။ရီးစားရီများများထားပို့တဲ့ဇီယာကမောင်မလေးနဲ့တွေ့တော့မှအစ်စ်ကိုနားလည်သွားခဲ့တာပါ။မင်္ဂလာပွဲတပွဲလုပ်ရင်ကုန်ကြစိတ်ကမနှဲပေမယ့်ချင်းမောင်လေးကိုတင်းတင်းတည်းတည်းလက်ထပ်ပေးချင်တဲ့သူပါ။ရန်ကုန်မှာလည်းထိန်မြမင်္ဂလာပွဲနဲ့မင်္ဂလာညစာစားပွဲကိုကျင်းပမှာဖြစ်ပြီးမကြခင်မှာတော့လူပြိုကြီးဘဝကနေစတော်မှာဖြစ်ပါတယ်။ ဇေယားကချင်းမလီနဲ့တွေ့ပြီးတော့မှဇီဝိုင်းတွေပို့ပြီးအဆင်ပြေလာခဲ့တာကြောင့်သူ့အတွက်တော့လက်ကီးလေးဖြစ်သတ်မှတ်ထားပါရယ်အသက်ကွာခြားတဲ့ချင်းမလီကိုသိမ်းပေါင်းတောင်းချီတဲ့ငွေကြီးနဲ့တင်တောင်းခဲ့ပြီးစိစက်ပွဲကိုမွန်ရိုးရတိုင်းပင်ကျင်းပခဲ့ပါရယ်မင်္ဂလာပွဲအတွက်တပ်ပုံတွေကိုလည်းမွန်ပြည်နယ်ထဲမှာပဲလှပတဲ့နေရာတွေမှာရိုက်ကူးခဲ့တာပါ စင်ရကချင်းမွားလေးကို3500ကွန်ဒိုတခန့်တိုက်ခန်းနှခန့်စိန်ရွှေရတနာတစင်စာနဲ့တင်နှောင်းခဲ့ပါရီချစ်လို့မွားနိုင်တာကြောင့်ချင်းမွားလေးလို့ခေါ်တာဖြစ်ပြီးအမြင်ကအောင်ချစ်ကြမယ်ဆိုတာကစင်ရတို့အတွက်ဖြစ်ပေါ်လာတဲ့စကလုံးလားလို့ထင်မှတ်ရပါရီချင်းမွားလေးကစင်ရကိုငွေကြေးကြောင့်လက်ထပ်တာလည်းမဟုတ်တလို့ရုပ်ရှင်မင်းသားတယောက်ဖြစ်နေတာကြောင့်လည်းလက်ခံခဲ့တာမဟုတ်ပါဘူးစင်ရထက်အစပေါင်းများစွာကျေဝချမ်းသာပြီးအသက်ငယ်ပြီမဲ့လေစိတ်ထားကောင်းသူဖြစ်တာကြောင့်စင်ရကတရက်ထက်တရက်ပိုချင်နေရပါရီ ရုပ်ရှင်မင်းသားတယောက်ရဲ့စနီးဖြစ်လာတော့မယ်ရှုံးရီဆိုကဝေဖန်တဲ့တံတွေကိုလည်းခဏရင်ရှိအောင်တိခန့်ထားပြီးမကြံခင်မှာလက်ချက်ပွဲကိုခန်းခန်းနနာကျင်းပတော့မှာပါ လူများအမြင်ကအောင်ချစ်ပြပြီးမင်္ဂလာပွဲကိုလေးပေးကျင်းပသွားမယ်ဇရတို့ဆောင်တွဲလေးကိုရောသဘောကျရဲ့လားဆိုတာကောမန့်မှာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးများ යි တင်ပါတယ်